တဲ့အနေနဲ့ crypto lover တွေကိုဆက်ဆံဝင်လာပြီဆိုရင် Binance ဆိုတဲ့ app လေးကိုလိုလိုပါတယ်။ Binance ဆိုတဲ့ app လေးက KYC တင်တဲ့အခါမှာနည်းနည်းခက်ခဲရမလို့ဒီ video ကအဲ့ KYC တင်နေဖို့မှာအလွယ်ကူဆုံးဖြစ်အောင်တည်ထားပေးတာဖြစ်ပါတယ်။ဒီ video ကတင်းတော့အတုံးဝင်လာမှာဖြစ်တာမလို့လိုက်လို့ပြီးတော့တင်ထားလိုက်ပါ။စလိုက်ရအောင်ဗျာ။ အရင်ဆုံးတင်ရ Binance App ကို App Store မှာပဲဖြစ်ဖြစ် Play Store မှာဖြစ်ဖြစ် download ရပါတယ်။ download လုပ်ပြီးရင် app တဲ့ဝင်လိုက်တာနဲ့ကျွန်တော်တို့ sign up နဲ့ login ဆိုတာလေးတွေ့ရပါပါ။အဲ့တွေ့ရင်တော့ကျွန်တော်တို့နှိပ်လိုက်ပါ။နှိပ်လိုက်ပြီဆိုရင်ကျွန်တော် account မရှိတာမလို့ create a Binance ACC လေးကိုနှိပ်လိုက်ပါ။ဒီလိုနေရာမှာကိုယ့်ရဲ့ email ကိုထည့်လိုက်ပါ။ email ရလဲတခြားရဲ့ email ကိုထည့်ရမှာဖြစ်ပါတယ်။ပြီးရင်တော့အောက်ကဟာလေးကိုအမှန်ချစ်ပေးပြီး next လိုက်ပါ။ပြီးရင်တော့သူတို့က verify code ကို email ကိုပို့ပေးလာလိမ့်မယ်။ ကုတ်ရပြီဆိုတာနဲ့ကျွန်တော်ကုတ်ကိုရိုက်ထည့်ပြီးတော့ကျွန်တော် next ဆိုတာလေးကိုနှိပ်လိုက်ပါခင်ဗျာပြီးရင်တော့ကျွန်တော်တို့ password ရေးရမှာဖြစ်ပါတယ် password ဆိုတာအနည်းဆုံး၈လုံးကနေပြီးတော့၁၂လုံးထိထားမှာဖြစ်ပါတယ်အဲ့စာလုံးတွေမှာလေနံပါတ်တစ်ခုနဲ့စာလုံးအကြီးတစ်ခုထည့်ရမှာဖြစ်ပါတယ်။ password ကိုလုံးဝမမေ့ဖို့လေအရေးကြီးရမလို့တနည်းအားမှာခြာရေးထားတာပဲဖြစ်ဖြစ် screenshot ရိုက်ပြီးတော့မှတ်ထားတာဖြစ်ဖြစ်လုပ်ဖို့တော့တိုက်တွန်းလိုက်ပါတယ်။ပြီးရင်တော့ကျွန်တော် welcome app ဆိုတာလေးကိုရောက်လာပါပြီ အဲ့ဒီနေရာရောက်ပြီဆိုတော့လည်းတင့်မှာ1ဒေါ်လာ free ရဖို့တော့အခွင့်အရေးရှိတာဖြစ်ပါတယ်။အဲ့ဒါကတော့ yes ကိုနှိပ်ပြီးတော့ဒီနေရာမှာအဲ့ဒီကုတ်လေးကိုရိုက်ထည့်ပေးလိုက်ပါ။ဒါဆိုရင်တော့တင်က KYC အောင်တာနဲ့တင်အကောင့်ထဲမှာ1ဒေါ်လာရှိနေမှာဖြစ်ပါတယ်။အဲပြီးရင်တော့ကျွန်တော်တို့ flash လေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ verify ကိုစလုပ်ဝင်မှာဖြစ်ပါတယ်။ဒါတော့ KYC တင်လာလို့ဖြစ်ပါတယ်။ KYC အောင်မှရတာကျွန်တော်စတင်အသုံးပြုလို့ရမှာဖြစ်တာမို့လို့ဒီနေရာမှာနည်းနည်းအရေးကြီးပါတယ်။ ဒေါက်ကမန့်တရီတိုက်မှာတော့ ID ကတ်နဲ့မှတ်ပုံတင်ပါပြီးတော့ ID ကတ်ဆိုတာမှတ်ပုံတင်ဖြစ်ပြီးတော့ရှင်မောင်းလိုက်စင်နဲ့ password ကိုပါပါတယ်။ Gary တင်ရအဲ့ဒီတည်းတခုခုမရှိဘူးဆိုရင်တော့ KYC စတင်လို့မရပါဘူး။အပေါ်မှာကိုယ့်ရဲ့ ID ကတ်လုတ်ပြီးရနေရာကိုရွေးရမှာဖြစ်တယ်မို့လို့ကျွန်တော်ကနှစ်ခုလုံးကိုမြန်မာလို့ပဲထည့်ထားတာဖြစ်ပါတယ်။ ID ကတ်ဖြစ်ဖြစ်ဓာတ်ပုံရိုက်ပြီးတင်ရမှာမို့လို့ပုံကဝါးနေတာဖြစ်ဖြစ်အလင်းပြက်နေတာမျိုးပဲဖြစ်ဖြစ်စာရမ်းမပေါ်တာမျိုးပဲဖြစ်ဖြစ်လုံးဝမရပါဘူးဗျာ။ ကွန်တိန်နီကိုနှိပ်ပြီးရတယ်ကျွန်တော်တို့ကမျက်နှာစကန်ဖတ်မှာဖြစ်ပါတယ်ဒီနေရာမှာလဲကို ID ကတ်ထဲကမျက်နှာနဲ့ကိုမျက်နှာနဲ့ကြိုက်ဖို့လိုအပ်ပါမလို့ကျွန်တော်တို့ရဲ့အသုံးပြုမယ်ဆိုရင်ကိုကကိုပဲအသုံးပြုဖို့တော့အကြံပေးပါတယ်အဲတူပေးထားတဲ့အဝိုင်းလေးမှာကျွန်တော်တို့ရဲ့မျက်နှာလေးကိုတက်တက်ချိန်ပြီးတော့ကျွန်တော်တို့ဘဇက်ဖွဲ့ခိုင်းဆိုရင်ဖွဲ့ရမှာပဲသူတို့မျက်လုံးဖိတ်ဆိုရင်မဲ့ရမှာပဲဟိုဘက်ဒီဘက်လှည့်ခိုင်းတာတို့ဘာလို့လောက်ခိုင်းရလဲလုံးအောင်ပါပါသူခိုင်းတာတွေကိုတေချာလုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်အဲပြီးရင်တော့ကျွန်တော်တို့ conference information ကိုရောက်ပါပြီ ဒီနေရာမှာမှတ်ဖို့နေတဲ့အတိုင်းလိုက်ထည့်ပေးလိုက်ပါအချက်လက်တွေမမှားဖို့အတွက်လည်းကျွန်တော်တို့အကြံပေးပါရစေပြီးရင်တော့ကျွန်တော်တို့ရဲ့ address ကို verify လုပ်အောင်မှာဖြစ်ပါတယ်ကိုနေရဲ့မြို့ရဲ့ postal code ကိုမသိဘူးဆိုရင်တော့ Google မှာရိုက်ချလို့ရပါတယ်ကိုကရန်ကုန်မှာနေရဆိုရင်ရန်ကုန် postal code မန္တလေးမှာနေရဆိုရင်မန္တလေး postal code ဆိုပြီးတော့ရှာပြီးတော့ကျွန်တော်ဒီမှာ postal code ထည့်ရမယ့်နေရာမှာကျွန်တော်ရိုက်ထည့်ရမှာဖြစ်ပါတယ် resident address မှာတော့ကျွန်တော်နေရမြို့ကိုထည့်ရမှာဖြစ်ပြီးတော့ကျွန်တော် city မှာတော့ကျွန်တော်မြို့နံပါတ်ကိုထည့်ရမှာဖြစ်ပါတယ် ဲဒီနေရာလွယ်ပါတယ် address မှာကျွန်တော်နေရာလိပ်စာထည့်မယ် postal code မှာကျတော့ကျွန်တော် postal code ထည့်ပြီးတော့မျိုးနံပါတ်မှာတော့ကျွန်တော်နေရာမျိုးကိုကျွန်တော်ထည့်ရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော် continue နှိပ်ပြီးတာနဲ့ဒီအဆင့်ကိုရောက်မှာပါအဲဒီအဆင့်မှာတော့ကျွန်တော်ရဲ့ ID card ကိုကျွန်တော်ဓာတ်ပုံရိုက်ပြီးတင်ရမှာဖြစ်ပါတယ်ဓာတ်ပုံရိုက်ပြီးပဲတင်လို့ရတယ်လို့ကျွန်တော်ရိုက်ပြီးသားပုံတွေကိုလည်းတင်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့အကြံပေးရတော့ဒီတိုင်းတက်ဖို့ရိုက်ပြီးတင်လိုက်တာပို့ပြီးတော့လွယ်ပါတယ် ဓာတ်ပုံရိုက်တဲ့အခါပါလေဓာတ်ပုံအရှိအနောက်ရိုက်ရမှာဖြစ်ပါတယ်ကျွန်တော်ခုနပြောခဲ့သလိုပဲပုံတွေဝါနေတာမျိုးပဲဖြစ်ဖြစ်စာသားတွေမမြင်ရတာမျိုးပဲဖြစ်ဖြစ်ဆိုရင်မရပါဘူးပြီးတော့အလင်းပြန်နေတာမျိုးဆိုရင်လည်းမရပါဘူးကြည့်ကျွန်တော်ဓာတ်ပုံရိုက်ပြီးတော့ကျွန်တော်တင်ပြီးပြီဆိုရင် continue ဆိုတာလေးကိုကျွန်တော်လိုက်လိုက်ပါကြည့်ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ KYC တင်တာပြီးသွားပါပြီအဲ့ဒီနေရာမှာတော့ကျွန်တော်တို့စောက်ရပါတယ်၄နိုင်ရန်နေ၅နိုင်လောက်ထိစောက်ပြီးရဲဆိုရင်တော့ကျွန်တော်တို့အဖြေတည်ရမှာဖြစ်ပါတယ် ဲ့ဒါကြောင့်ကျွန်တော်ဂုံးတူ home page ဆိုတာလေးကိုကျွန်တော်သွားလိုက်ပါအဲ့မှာကျွန်တော်ဒီလိုလေးပေါ့နေမယ်ဆိုရင်တော့အဲကျွန်တော်စောင့်နေရတာဖြစ်ပါတယ်ပန်းနေက KYC ကျွန်တော်တင်ထားတာမလို့ bias ကကိုယ့်ရဲ့အချက်လက်တွေကိုစစ်ဆေးနေတော့မလို့ကျွန်တော်အောင်မြင်နေဆိုရင်တော့ကျွန်တော် verify ပုံစံမျိုးနဲ့ပေါ့နေမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ gmail ကိုလည်းသူက gmail ပို့ပေးမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်စသုံးလို့ရပါပြီ ဒီနေရာမှာကျွန်တော်တို့ KYC အောင်မှလာကျွန်တော် Binance ကိုစာတောင်းလို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာဒီဗီဒီယိုလေးကတော့ Binance account ကိုအလွယ်ကူဆုံးဖွင့်နေကိုကျွန်တော်တင်ပေးထားတာဖြစ်ပါတယ်ဒီ comment မှာ KYC အောင်အောင်မအောင်ကိုကျွန်တော်တို့ comment လေးရေးပေးခဲ့ပါဦးဗျာအဲခဲ့မအောင်ခဲ့လို့ဆိုရင်လည်းကျွန်တော်တို့တခြားနည်းတွေနဲ့ကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ် channel လေးမှာကျွန်တော်တို့ ခရစ်တိုနဲ့ပတ်သက်ပြီးတော့ knowledge ရစရာတွေအများကြီးသင်ပေးမှာမလို့ကျွန်တော်တို့ channel လေးကို subscribe လုပ်ပေးတော့ကိုလည်းအကြံပေးလိုက်ပါတယ်ဗျာ